B Guitar Channel Official ကနေကြိုဆိုပါရယ်ဗောနော်အဲ့တော့ဒီခေါက်ကျွန်တော် key D major နဲ့ပတ်သက်တဲ့အာ do re mi fa အနိုင်တန်ဗောနော် low tan လေးမျိုးကိုကျွန်တော်တီးပြမှာဖြစ်တယ်ဗောနော်အဲ့တော့ဒီလေးမျိုးကိုတီးပြီဆိုရင်ကျွန်တော်တို့အချင်းတန်းကိုကျွန်တော်တို့အော် key D နဲ့ပတ်သက်တဲ့ solo တချင်းတွေကိုကျွန်တော်တို့ အနိတ္တန်ဒီမှာဒီ၄မျိုးကတော့မရှိမဖြစ်သုံးအသုံးပြုရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် key d family နဲ့ပတ်သက်တဲ့အနိတ္တန်၄မျိုးကိုကျွန်တော်တီးပြမယ်အရှိဗီဒီယိုမှာကျွန်တော် key c နဲ့ပတ်သက်တဲ့အနိတ္တန်ရောအလက်တန်ရောအမြင့်တန်၃မျိုးကိုကျွန်တော်တင်ပေးပြီပေါ့နော်အဲ့တော့အခုကျွန်တော် key d နဲ့ပတ်သက်တဲ့အနိတ္တန်ပေါ့နော်လောတန်၄မျိုးကိုကျွန်တော်တီးပြမယ် အဲ့တော့ဒီဒီ two notes ကတော့ do re mi fa so la ti ဘောနော်အောက်မှာအဆက်ကလေးပါတယ်ဘောနော်အဆက်ကလေးတစ်ဆက်ပိုင်းသူကအနိုင်တန်လို့ကျွန်တော်မှတ်လို့ရတယ်အကြီးရဲ့၂ဆက်ပိုင်းအထက်ပုံနိုင်တော့တာဘောနော်အဲ့တော့ကျွန်တော်စားလိုက်ရအောင်ကျွန်တော်ဖြည်းဖြည်းချင်းတီးပြမယ်။ဘီဝိုကီး ကွက်ကနဲ့လက်တန်းကနဲ့ငါးချိုးကနဲ့စစယူမလို့ အဒီကနေလက်တန်းနဲ့စထောက်မယ်ငါးကွက်ငါးကျိုးအနဲ့တံပြမယ်ဒိုရေမီဖာဆိုလာတီဒိုမီဟောပြီနော်အာဒါတီကွက်နော်ပိုစရှင်1နော်ပြန်ပြမယ်ဒို လက်ခွဲ1ကိုပြီးတော့ညောနောက်လက်ခွဲ2ကိုပြမယ်လက်ခွဲ2ကတော့ D ဒါရော D ပဲဒီမှာပေါ့နော်သူ့ D ဒီလိုမျိုးပေါ့နော်ငါချိုးကိုလက်နဲ့ထောက်မယ် D ကိုအဲ့တော့ကျွန်တော်တို့သူ့ကိုဒေါ်က D ကနဲ့ဆိုင်မှာပေါ့နော်ဒေါ်အခုနလက်တန်းနဲ့ဆိုင်ယူတယ် ခုနဘာနီမှာလက်ညိုးနဲ့စယူလေးမနော်သူ့ကလက်ခွပြီးတီးရအောင်နော်ကျွန်တော်တစ်ခေါက်တီးပြမယ်ဒိုရေမီဖာဆိုလာတီဒိုဟုတ်နော်ပြန်ပြမယ်ခုနလက်တန်းနဲ့စယူတယ်အခုလက်ညိုးနဲ့စယူမယ်ပြင်လက်ခလေလက်ဒိုရေရေကခုနီ9ခု9 ငါခု6ခုရှိငါခု9ပေါ့နော် Do re mi Do re mi ဟုတ်နော်လက်ခါတော့ down on down on နော် Do re mi ပြီးအောက်စီးမယ်အဲ့ဒီတန်ပဲ Fa So La ဟုတ်ပြီနော်ပြီးတကွက်ရွှေ့မယ် composition 2เนาะเปลี่ยนပြမယ်ဟုတ်เนาะ re mi အောက်စီမြေ fa so မမီမလာပြီနောက်ခေါက်ပြအောင်မယ်ဟေး တန်နံပါတ်2ပြည့်ပြီနော်โอเคနံပါတ်3ကိုတွားရအောင်နံပါတ်3ကဟောပါနော်ခုရှိကို30ကနေပေါ့နော်ပါဝါကိုကန်တီးပဲတီးပဲပါဝါကိုကန်ဟောနော်ဒါတော့ပဲအဲ့တော့2ကိုလက်ခလေနဲ့စာယူမယ် ြမယ်ပြန်ပြမယ်ဒီမှာနော်တစ်ဆယ်ဆက်တီဆယ်နီမှာနော်ခီဒီပါဝါကိုလက်ခဏနဲ့စယူမယ်ဒိုရေမီ အဆောတုံးခုပြီးပြီနောက်ခါပြောက်ဒိုရေအောက်စီမေမီဖာဆိုလာဒိဒိုဟုတ်နော်တုံးခုပြီးပြီတူတီပိုတီနီကတော့အရင်ရှက်ဗီဒီယိုခီစီထဲကနေပုံစံတူပဲနေရာလေးတောင်းသွားတာပဲရှိနော်နေရာလေးရွှေ့သွားတာ အခီဒီဆိုတော့ခီဒီကိုအနည်းဆက်ဆုံးမှယူသွားတာပေါ့နေရာချင်းတော့တာပေါ့နော်ပြီးရင်နာမလေးမျိုးကိုကျွန်တော်တီးပြမယ်ဒူလဲဒီနာမပဲအဲ့တော့အခုနာလက်ခလေးနဲ့စာယူတယ်အခွက်လက်ညိုးနဲ့စာယူမယ်သူ့ကိုလက်ခွပြီးတီးရမှာပေါ့နော်တီးပြမယ်ဟိုရဲ ကသစေစနီစလေသစေစနီစလေပီစတိစတိဟောနော်ဒေါ်ရီဖာဆိုလာဒီဒိုပြန်ပြမယ်ဒေါ်ရီဖာဆိုလာဒီဒိုဟောနော်၄မျိုးပြီးသွားပြီနော်နောက်တစ်ခေါက်ပြန်ပြမယ်ဒေါ် လားမသိဘူးကျွန်တော်အစားနဲ့ဖြည်းဖြည်းချင်းတစ်ခေါက်ကြည့်ပြမယ်အစားနဲ့ဆိုတော့ဝါးကနဲ့စမ်းနော်ဒီဒီပုံစံနဲ့လက်လက်တိုင်းနဲ့စယူမယ်ကိုယ်လက်ညိုနဲ့ဆိုင်မယ်ဒိုရေ ုံးခုနောက်တုံးခုကဒီမှာပေါ့ကိုဟန်ဒီပြီးလက်ခလေနဲ့စယူမယ်ဒေါ်ရေမီဖာဆိုလာတူโอเคနောက်ဆုံးတစ်ခုတို့ကလက်ညိုးနဲ့စယူမယ်နည်းနည်းခွတ်တီးဟုတ်နော်လေးခုပြီပြီ ီလက်ကွက်လေးမျိုးကိုကျွန်တော်လက်ချစ်ထားမယ်ဆိုရင်ကျွန်တော်ခီဒီနဲ့ပတ်တဲ့ဆိုလိုလီဂီတာတီးခတ်နေကြရင်တော်တော်လေးဒီဒီဟာတော့ပြင်းမလို့ဘူးเนาะအဲ့တော့ကျွန်တော်အခြေခံဂီတဝါဒနာရှင်တွေဒီဟိုတကယ်အာဆက်ရှင်လက်ရှင်နဲ့လက်ချစ်ပါเนาะဒါတကယ်အထောက်အကူဖြစ်တယ်ဘောเนาะအဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာ အခုကအနိုင်တန်ဝန်နော်လောတန်ဒီခက်နေလေးမျိုးကျွန်တော်တီးပြပြီးပြီးသူ notes တန်ဖို့ကအတူတူပဲနေရာပဲကိုးထွားတာနော်အတူတူပဲနော်အဲ့တော့ကျွန်တော် not call now b2 မှာကျွန်တော်အလက်တန်ကိုပြန်တီးပြမယ်နော်အလက်တန်ဗီဒီယိုလုတ်ပေးမယ်အဲ့တော့အာချင်းညီကိုတော့ဒီဗီဒီယိုလေးကိုအပေါင်းလေးနေပြီးမှ share တင်ငယ်ချင်းတွေအတွက် share ပေးပါအာ like subscribe follow လုပ်ပေးပါနော်အလုံးကိုကျေးဇူးတင်တယ်အလုံးအဆင်ပြေပါစေနောက်ဗီဒီယိုအတိခီဒီအလက်တန်တိခတ်နေဘယ်နှမျိုးရှိလဲဆိုတော့ကျွန်တော်စောက်ကြည့်အောင်โอเค bye bye